ကျောက်ဖယုန်ဒီ ash god ဟာရေဓာတ်အလွန်ပေါ်များမီကယ်လိုရီနေပါတဲ့အတွက်ကျမဟီအတွက်အလွန်ကောင်းမွန်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။အလုံးမင်္ဂလာပါ။ WMA Technical and Knowledge Channel ကနေကြိုဆိုပါရစေ။ကိုလေးကျင့်ထေးကျူချင်းအမြင့်တက်မြင့်မားပြီးရေဓာတ်66ရာခိုင်နှုန်းအထိပါဝင်တာကြောင့်ဗိုက်ပြည့်စေပြီးအစာစားခြင်းစိတ်ကိုရောကြစေပါတယ်။ကယ်လိုရီလေးနည်းလို့ဝိတ်ချသူတွေအတွက်အကောင်းဆုံးပါ။ အစာခြေစနစ်ကောင်းမွန်စေခြင်းအမြင့်တက်ဖိုင်ဘာကြောင့်ဝမ်းကျုပ်ခြင်းကိုတက်တာစေပြီးဦးလန်းချောင်းလှုပ်ရှားမှုကို ပုံမှန်ဖြစ်စေပါတယ်အစာရင်အက်ဆစ်ဓာတ်ကိုလျှော့ချပေးလို့အစာရင်နာပက်ပတိတ်ဦးစားကိုကာဝယ်ပေးနိုင်တယ်လို့သုထာနိတေကဆိုပါတယ်ခန္ဓာကိုယ်အေးမြစေခြင်းရေဓာတ်အလွန်မြလာကြောင်းအပူတက်တာစေပြီးခန္ဓာကိုယ်ကိုအေးမြစေပါတယ်နွေရာသီမှာရေဓာတ်ဖြည့်ပေးဖို့အတွက်အကောင်းဆုံးပါတယ် စိတ်ဖိစီးမှုနဲ့ဦးနှောက်ကျန်းမာရေးစိတ်ကိုငြိမ်သက်စေတဲ့အာနိသင် anxiolytic effect ရှိတယ်လို့ယုံကြည်ကြပါတယ်စိတ်ပူပန်မှုနဲ့စိတ်ဖိစီးမှုကိုရောကြစေနိုင်တယ်လို့မှတ်ဉာဏ်နဲ့ဦးနှောက်ဆွမ်းရည်ကိုလည်းမြင့်တင်ပေးနိုင်ပါတယ်အဆုံနဲ့အသက်ရှူလမ်းကြောင်းတစ်လျှောက်ကအစိတ်တောက်သွေးတလိပ်တွေကိုပျားရမှာအထောက်ကိုပြုတ်ပါတယ်ကြောက်ကက်ကျန်းမာရေးရေနဲ့ဓာတ်တိုးဆန့်ကျင်ဖိစီးတဲ့ပါဝန်တာကြောင့်ကြောက်ကက်ကိုတန့်စင်ပေးပြီး အစိတ်တောက်တွေကိုစွန့်ထုတ်ရမှာကူညီပေးနိုင်ပါတယ်။ကြောက်ဖေုံဒီဟာရေဘူးရအာဖင်ဘေးကင်းပေမဲ့အချို့အချီနီတွေမှာ အလွန်အကျွမ်းစားသုံးခြင်းကိုရှောင်သင့်ပါတယ်။ချမ်းတွန်ခြင်းအေးမိခြင်းဒုမဟုတ်ဖျားနာခြင်းကြောက်ဖေုံဒီဟာခန္ဓာကိုယ်ကိုအေးမြစေတဲ့အာနိသင်အလွန်မြင့်မားတာကြောင့်အေးမိနေခြင်းဒုမဟုတ်ဖျားနာနေခြင်းတွေမှာစားသုံးခြင်းပြန်လည်တတ်တာဟုနှေးကွေးစေနိုင်ပါတယ်။ပန်းနာရင်ကျန်တဲ့အသက်ရှူလမ်းကြောင်းဆံရပြဿနာများ အချို့သူများတို့အကြောင်းပြုံသေးကိုအလွန်အကျွံစားသုံးခြင်းကတလိပ်ပေါ်ထွက်စေခြင်းသို့မဟုတ်ရင်ကျက်ခြင်းကိုပိုဆိုးစေခြင်းမျိုးဖြစ်နိုင်တဲ့အတွက်တတိထားသင့်ပါတယ်ကြောက်ကပြဿနာပြင်းထန်စွာ ရှိသူများကြောက်ပြုံသေးကရေထဲနဲ့ပိုတက်ဆီယမ်ပါဝါမှုများတဲ့ကြောင့်ကြောက်ကအားနဲ့နေသူသို့မဟုတ်စီးစစ်ထုတ်မှုပြဿနာရှိသူများအနေဖြင့်ဆရာဝန်နဲ့တိုက်ပင်မိမှထားစားသုံးသင့်ပါတယ်အဆိုင်အားနဲ့သူသို့မဟုတ်ဝမ်းကြုတ်ခြင်းမရှိသူများကြောက်ပြုံသေးကို နေ့စဉ်ပမာဏများစွာတောက်တူးခြင်းသည် အချို့သူများတွင်အစာမကြေခြင်း၊လေပွားခြင်းသို့မဟုတ်ဝမ်းပြည့်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ပုံမှန်ဟင်းချိုအနေနဲ့စားသုံးခြင်းကပိုသင့်တော်ပါသည်။ဒီဗီဒီယိုလေးကိုကြိုက်နေသော်လည်းဆိုရင် like and share လုပ်ပြီး channel ကို subscribe လုပ်ဖို့မ